ါရှင် Astro Guide Channel မှာကြိုဆိုပါရရှင် Astro Today ရေနက်ခတ်စီစဉ်ရဲ့2025ခု November လ3ရက်နေ့အတွက်ဆောင်းရွှေရှောင်းရံဆောင်းရမယ့်နက်ခတ်အချိန်ခါတွေကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရိုးပြင်းနဲ့မအင်ဒီမွန်တို့မှာတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်2025ခု November လ3ရက်နေ့တင်းလာနေတင်းလာသားသမီးများအတွက်ပုံမူပြီးထရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နက်ခတ်ခုနှစ်ပတ်နဲ့မိမိတို့လုပ်ငန်းကိစ္စရပ်များဆောင်းရွှေနိုင်ရန်နက်ခတ်အချိန်ခါကောင်းမြတ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင် နေ့လည်2:24မိနစ်မှနေ့လည်2:44မိနစ်တွင်မှာတော့ဖုံးကန်ကြီးမြင့်မဲ့ဒဏ္ဍခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ4:32မိနစ်မှညနေ4:52မိနစ်တွင်မှာတော့စန်းထအောင်မြင်ပြီးမြစ်တရေကန်ကောင်းမွန်စေမဲ့ဆုံနှက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်3:18မိနစ်မှနေ့လယ်3:38မိနစ်တွင်မှာတော့ဘာပဲလှုပ်လှုပ်ထိုထည့်ရောက်ရှိအောင်မြင်စေမယ့်အဒီပရီနက်ခတ်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်3:06မိနစ်မှနေ့လယ်3:26မိနစ်တွင်မှာတော့ရာရူဩဇာအာနာကြီးမြင့်စီမဲ့အထီးဖြူနက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်7:02မိနစ်မှနေ့လယ်7:22မိနစ်တွင်မှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရက်တွေကျူးပြူစီမဲ့ဆင်ဖြူနက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3:18မိနစ်မှနေ့လယ်3:38မိနစ်တွင်မှာတော့ငွေကြေးရွှေငွေရတနာထိကန်ဆမှုကံကောင်းမှုစီမဲ့ရန်နာနက်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ည7:16မိနစ်မှည7:36မိနစ်အတွင်းမှာတော့သာသမီယတနာတွန်ကားရရှိစေမယ့်အတန်ဒီနက်ကင်ကြရတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်တင်းလာသာသမီများအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့စိုးချိုးနက်ခတ်နဲ့ပတ်သက်တဲ့နက်ကင်ချင်းကားတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။နနံ၄နာရီ၄၆မိနစ်မှနနံ၅နာရီ၆မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းစစ်ဆေးမှုတွေကိုဖြစ်စေနိုင်တဲ့မရနာနက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနန်း9နာရီ40မိနစ်မှာနနန်း8နာရီအတွင်းမှာတော့ဘူခင်းပြဒနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညာ9နာရီ12မိနစ်မှာညာ9နာရီ32မိနစ်အတွင်းမှာတော့ဆိုရှယ်ပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့စေတိုင်းနှက်ခကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနံ3နာရီ50မိနစ်မှနနံ4နာရီ10မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားတွေဆက်ပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူနှစ်ခက်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်2နာရီမှနနက်2နာရီ20မိနစ်အတွင်းမှာတော့အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနက္ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဒီခုပြပြခဲ့တဲ့နက္ခတ်ချိန်ကားတွေအရဆိုရင်တော့တင်းလာတသမြောက်ပေါ်ပုံမပြီးထိရောက်မှုရှိနိုင်တဲ့နက္ခတ်ချိန်ကားတွေပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကားတွေကိုသမီးရဲ့ဆရာဆရာဦးဆရာကိုမှကိုရိုင်းအသေးစိတ်တစ်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ဒီနက္ခတ်စီစဉ်ကိုကြည့်ရပါပြခဲ့ကြတဲ့မျိုးရည်သမီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။